ကျွန်မရဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အခုတောက်ကြသားသမီးများအတွက်6လပိုင်းတလားစာဦးကံကောင်းကံအဆူများဦးဟောပြောနန်းညုံပေးမှာဖြစ်ပါတယ်တောက်ကြသားသမီးများဒီကာလမှာမိမိတို့ဇနီးမယားအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့ဇနီးမယားကြောင့်စိတ်တော့ကရောက်လာတတ်ပါတယ်။မိမိတို့ရဲ့ဇနီးမယားရေချိုးကန်းနေအိမ်သားတွေမှာ ခြေခောက်လဲတာတို့ချော်လဲတာမျိုးတွေဖြစ်တတ်ပါတယ်။အလုံးအကင်နဲ့ပတ်သက်ပြီးတော့အဖွဲအစည်းတွေကြားမှာပရိပခတ်ဖြစ်တာမျိုးတွေထင်လွဲတာအမြင်မာတာမျိုးတွေအဖွဲအစည်းတွေနဲ့ကြုံတွေ့ရတတ်ပါတယ်။အဲ့တော့မိမိတို့ရဲ့အပြောအဆိုဆုံးဖြတ်ချက်တွေကအတိုက်ခံအပြုတ်တဘောပေါ်မှာရောက်ရှိနေတတ်ပါတယ်။ အကြီးအကဲရဲ့ကူညီမှုတွေရရှိပြီးတော့မှမိမိတို့ရဲ့လုပ်ငန်းတစ်တီအောင်မြင်ရတတ်ပါတယ်။အထက်လူကြီးကိုစကားပြောဆိုလေးဆင်ကျင်ပေးရမှာဖြစ်ပါတယ်။အဲ့တော့လုပ်ငန်းကဒီကာလမှာတောက်ကြသားသမီးတွေကလုပ်ငန်းနှစ်ခုစတင်အကောင့်ထဲပေါ်တတ်ပါတယ်။ဆုံးဖြတ်ရခတ်တဲ့ကိစ္စမျိုးတွေလည်းပေါ်လာတတ်ပါတယ်။အလုံးနဲ့ပတ်သက်ပြီးတော့မှခကြီးဝေးတွေလည်းတွန်းရတတ်ပါတယ်။ မိမိတို့အနေနဲ့တိလုပ်ငန်းတွေရတော့ဒီ6လပိုင်းမှာတောက်ကြသားသမီးတွေတိလုပ်ငန်းတွေလုပ်နေနေเนาะတိလုပ်ငန်းနဲ့ပတ်သက်တာတွေအိမ်ဆောင်ပစ္စည်းနဲ့ပတ်သက်တာတွေအောင်မြင်ရတတ်ပါတယ်အမြတ်အစွန်ညာတတ်ပါတယ်စင်မျိုးသားကြီးနဲ့ပတ်သက်ပြီးတော့မှပူပန်ရတတ်ပါတယ်အပြိုလူပြိုဖြစ်နေရင်တော့အိမ်အောင်ကြခင်းရှိပါတယ်တောက်ကြသားသမီးတွေ အားလုံးအိမ်တော်ကြတတ်ပါတယ်မိသားစုကျမ်းမာရေးဂယုစိုက်ပါ အဖေမေရဲ့ကျမ်းမာရေးကိုဂယုစိုက်ပြရမှာဖြစ်ပါတယ်မိမိတို့အနေနဲ့မိမိတို့ရဲ့ဒီပါဇက်တို့နှောက်ခမ်းတို့မှာအပူဖူးပေါက်တန်းတို့ရှာနာတာတို့ဒါမျိုးလေးတွေလည်းယောဂဝေဒနာတွေခံစားရတတ်ပါတယ်ဝေးကြေးပိုင်းနဲ့ပတ်သက်ပြီးတော့ဝင်ဝေကောင်းတဲ့ ကာလတစ်ခုဖြစ်ပါတယ်။တောက်ကြသားသမီးတွေဒီ6လအပိုင်းမှာဒီပြီးခဲ့တဲ့လနဲ့စာလို့ရှိရင်တော့ဒီလမှာလက်လာဘတ်တွေဝင်ဝေးတွေညာစွာကောင်းနေတက်ပါတယ်။မင်္ဂလာကိစ္စတွေခြေရင်းနဲ့ပတ်သက်တာကြီးအောင်မြင်ရတက်ပါတယ်။ခြေရင်းမှာလည်းရွေးချယ်ရကတ်တဲ့ရွေးချယ်ရခတ်နေတဲ့ခြေရင်းမျိုးကိုရင်ဆိုင်နေရတက်ပါတယ်။ကိုချစ်တာတယောက်ကိုလာချစ်တာတယောက်ဒါမျိုးတွေကြုံတွေ့နိုင်ပါတယ်အိမ်တော်ကြီးမှာလည်းဒီတိုင်းပါပဲ ဲ့တော့မိမိတို့အိမ်မှာသားသမီးရေဒနာဝင်ကင်းရှိပါတယ်အိမ်အောင်တောက်ကြသားသမီးတွေမိမိတို့အိမ်အောင်တဲ့မျိုးသားမျိုးသမီးတွေပေါ့နော်မိမိတို့ရဲ့အိမ်အောင်ကြီးမှာကလေးမရတဲ့သူတွေဆိုရင်ကလေးရရှိတတ်ပါတယ်သားသမီးရေဒနာတွေဝင်လာတတ်ပါတယ်ပြောရမယ်ဆိုချင်းနှောင်းဝင်တတ်ပါတယ်အဲ့တော့ဒီကာလမှာခွေးတို့ကြောင်တို့မွေးမြူလာတတ်ပါတယ် တနင်္လာသားသမီးတွေကုညီမစာချင်းတွေလည်းခံရတတ်ပါတယ်တနင်္လာသားသမီးတွေအကျိုးပေးပါတယ်တောက်ကြသားသမီးတွေကဒီကာလမှာတနင်္လာသားသမီးတွေကြောင့်ညားစွာကောင်းကျိုးကျေးဇူးတွေခံစားရရှိတတ်ပါတယ်နောက်တစ်ခုအနေနဲ့ပြောချင်တာကတော့ကျမကြီးအထူးကူစိုက်ဖို့လိုအပ်ပါတယ်ခြေထောက်မှာထိခိုက်တံရရရှိတတ်ပါတယ်သွေးကြောနဲ့ပတ်သက်တာအာယုံကြောနဲ့ပတ်သက်တာတွေ ဂယုစိုက်ပြီးပါအဲ့ဒီတော့မိမိတို့အနေနဲ့အညံ့နေပြပြောက်ဖို့အတွက်ဆိုရင်တော့ကမာကြီးဖီးရမှာတွားရောက်လှူဒန်းပြရမှာဖြစ်ပါတယ်လမ်းကုန်ညွန်နှညွန်ငွေပန်း၃ဂုံကျက်ရှာလေးနဲ့ကုတ်ကားလေးနဲ့အတူကမာကြီးဖီးရမှာတွားရောက်လှူဒန်းပြရမှာဖြစ်ပါတယ်မိမိတို့ရဲ့အိမ်ဖီးရမှာကော်ဖီတစ်ခွက်နဲ့ကော်ပြန့်လေးတက်လှူပေးပါဒီ၆လအပိုင်းမှာတောက်ကြတာသမီးတွေ အထူးလက်ရှင်နဲ့ကန်လာပါငွေကြီးပိုင်းနဲ့အဆင်ပြေပါတယ်နေ့စဉ်ဝင်ဝေကောင်းကျင်နေဆိုလို့ရှိရင်ကော်ပြန့်နဲ့ကော်ဖီကိုထူထမ်းပေးရမှာဖြစ်ပါတယ်အဲ့တော့သူအသရိမဲတော် မုံငါဆုံးလေးကပ်ပြီးတော့ပွဲလူထားပေးမယ်ဆိုရင်မိမိတို့ရဲ့လုပ်ငန်းဆောင်ကနေကောင်းကျိုးကျေးဇူးတွေများစွာထောက်ပံ့ကောင်းတွေရရှိတတ်ပါတယ်တောက်ကြသားသမီးလားဒီလမှာမညံ့ပါဘူးဒီလမှာကံတွေကောင်းနေတတ်ပါတယ် ကဲတောက်ကြသားသမီးများလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနေနဲ့ပြည့်စုံပါစေစိတ်သွားတိုင်းကိုပါလူရာဆန္ဒတွေနဲ့ပြည့်ဝနိုင်ကြပါစေရှင်